2025-26ရာသီပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်ကစားသမား73ယောက်ကိုရွေးထုတ်ကြည့်ကြပါရစေ။အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုမှာတော့ကြံခဲ့တဲ့နေရာဒီမှာအသင်းတစ်ကိုပြီးသက်ပြောင်းရွှေ့လာခဲ့ကြတဲ့ကစားသမားတွေတမကအငှားနဲ့ပြောင်းရွှေ့လာပြီးခြေစွမ်းပြနေတဲ့ကစားသမားတွေကိုပါထည့်သွင်းတွက်ချက်ထားပါရစေ။အားလုံးတွေကမှာသက်ဆိုင်ရာအသင်းကိုအကောင်းဆုံးအကျိုးပြုနေတဲ့ကစားသမား73ယောက်ကိုလေ့လာကြည့်ကြပါမယ်။ မစခင် CMB ကို YouTube မှာ subscribe မလုပ်ရသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါနံပါတ်1တယောက်အနေနဲ့ Manchester City ရဲ့ကိုယ်သမား Gianluigi Donnarumma ကိုရွေးချယ်ခြင်းပါတယ် James Trafford ကို Burnley ကနေခေါ်ယူပြီးမကြာခင်မှာပဲ PSG ရဲ့အီတလီကိုယ်သမား Donnarumma ကို Man City တို့အရခေါ်ယူလိုက်ပါတယ်ဒီအပေါ်မှာ Man City နဲ့အလန်းဝေးတဲ့သုံးသက်သူတွေကတော့သူလို့သူလို့တကယ်ရောလိုအပ်ရလားဆိုတဲ့မဝင်မရဲဝေဖန်တဲ့တွေထုတ်လွှင့်ခဲ့ကြတာပါ City အတိုင်းဝိုင်းဘက်ကတော့ Donnarumma ဟာ ဂွာရီယိုလာကာလာရှိသဘောချခဲ့တဲ့ဂိုးသမားဖြစ်တယ်ဆိုတာကိုသိထားတယ်လို့အခွင့်အရေးရရင်အသင်းကိုခေါ်ယူမှာဖြစ်ပြီးမရခဲ့ရင်လည်း City Academy ထွက် James Trafford နဲ့ပဲအသင်းကဆက်သွားမယ်ဆိုတာကိုနားလည်ထားကြပါတယ်။ Brian Ambumo ရဲ့ volley ကန်ချက်ကို Man City ဂိုးသမားတစ်ကကာကွယ်သွားတဲ့အချိန် Arsenal ရဲ့တေကန်ဘောတွေကိုဂိုးသမားကခုခံသွားတဲ့အချိန်မှာတော့ Guardiola ပါအကြောင်း Donnarumma ကိုလိုအပ်လဲဆိုတာကိုကြားပရိသတ်သုံးသက်သူတွေလည်းရိတ်စားမိသွားပါတယ်။ ဒါအပြင်ဂွာဒီယိုလာကသူ့အသင်းကျွမ်းကျင်ပြီးသား position နဲ့ play ကိုဆွန့်လွတ်ဖို့မရှိသလိုဟာလန်ဒိုနာရမာတို့လိုကစားသမားတွေကြောင့်လိုအပ်ရင် direct attacking ကိုအပြန်အလှန်ကစားလို့တဲ့အသင်းတွေနဲ့ရင်ဆိုင်ရရင်လည်းအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားနိုင်ပါတယ်။ဒိုနာရမာကတော့ City အတွက်ပြိုင်ပွဲစုံ12ပွဲကစားပေးကို9ပွဲခွင့်ပြုထားတာက clean sheet 6ချိန်နဲ့အတူအထူးလက်စွမ်းပြထားပါတယ်။နောက်ထပ်ကစားသမားတစ်ယောက်အနေနဲ့ Martin Dubrak ကဘန်လီကိုသမားကိုရွေးချယ်ခြင်းပါတယ်။ ပွဲစဉ်17အပြီးမှာတော့ဘန်လီခန်စစ်က22ဂိုးတီခွင့်ပြုထားတာကိုကြည့်ရင်အခုထက်အခြေအနေဆိုးတဲ့ရည်တည်မှုမျိုးကိုကြုံတွေ့နေရမယ်လို့ယူဆရရှိပေမဲ့နိုင်တဲ့ပွဲတွေကိုအနိုင်ယူနိုင်စွမ်းရှိတာကိုတော့ပြသထားပါတယ်အဆင့်ဆက်ခွန်ကနေတရားသည့်အတွက်တန်းတင်ကြံရစ်နိုင်မယ့်ခြေစွမ်းမျိုးကိုစတင်ပြသနေတာပါဒီနေရာမှာအထူးချီးကျူးရမှာကနျူကာဆယ်ကနေခေါ်ယူထားတဲ့ဆလိုဗေးကီးယားကိုသမားမာတင်ဒူဘရက်ကပါပရီးမီးယားလိဂ်ရဲ့ကာကွယ်မှုအများဆုံးကိုသမားအဖြစ်46ချိန်နဲ့ရည်တည်နေပါတယ် ဗန်လီတို့တန်ဆင်းစုံရဲ့အထက်မှာယက်တီနေနိုင်တာကလွတ်နေရထားတဲ့ဂိုသမဒူဘရက်ကအကြောင်းဆိုတာတော့ထင်ရှားပါတယ်။အော့ပတာရဲ့တွက်ချက်မှုရအကယ်၍ဆလိုဗေးကီးယားဂိုသမရဲ့ကာကွယ်မှုတွေသာမပိုင်ဗန်လီတို့အဆင့်16လောက်မှာယက်တီနေမယ်လို့သိရပါတယ်။နောက်ထပ်တစ်ယောက်အနေနဲ့တော့ချက်စီရဲ့တောင်မန်လူငယ်ကစားသမားအစတီဗိုကိုရွေးချယ်ခြင်းမှာတယ်။ချီစီအတွက်ကတော့ဘရာဇီးလူငယ်ကစားသမားစီကမမျှော်လင့်ပဲရင့်ကျက်တဲ့ခြေစွမ်းကိုရရှိနေတာပါ။ဒရစ်ဘလင်လည်းကောင်းသလိုတိကျတဲ့ဖြတ်တင်ဘောတွေကိုလည်းအက်စတီဗိုတယောက်ပြုတ်လုံနိုင်ပါတယ် လက်ရှိရာသီချက်စီရဲ့အကောင်းဆုံးတောင်ပန်ကစားသမားတွေကတယောက်ဆိုတဲ့အနေအထားအထိကို16နှစ်သားကရောက်ရှိနေပါပြီ။နီးပြအန်ဇိုမာရစ်ကာကတော့လူငယ်ကစားသမားလေးကိုအသင်းနဲ့ပိုမိုအံဝင်အောင်ဖြည်းဖြည်းချင်းပဲထိန်းချောင်းပေးနေပါတယ်။ပရီးမီယာလိဆက်တပွဲမှာ၄ပွဲကိုပွဲထွက်ကစားသမားဖြစ်တဲ့ကစားကွင်ရထားသလိုဂိုးပောင်ဝင်ပတ်သက်မှုအနေနဲ့တကူးသွင်းတကူးသာဖန်တီးပေးထားနိုင်ပေမဲ့ကစားသမားစီကဒီထက်ပိုမိုမြင်တွေ့လာဖို့တော့တေချာနေပါတယ်။နောက်ထပ်တစ်ယောက်ကတော့ Everton ရဲ့တောင်ပန်တိုက်စစ်ကစားသမား Jack Grealish ပါ။ ်နီးပြဂွာရီယိုလာရဲ့ position နဲ့ play မှာ၄နှစ်လောက်ဖြတ်သန်းပြီးနောက် Villa က Grealish တယောက် City မှာပျောက်ဆုံးသွားတယ်လို့သုံးသက်သူတွေကယူဆကြတာပါဒီအမြင်တွေကလည်းခက်ရေးရေးသာမြင်ရသောတောင်းကုန်းလေးများပါပဲဂွာရီယိုလာရဲ့စနစ်ကြောင့်ဆိုတာထက်ကစားသမားကူကဒါအကုန်ပဲရှိနေလို့ပါဒီလိုပြောရတာတော့နည်းနည်းရက်ဆက်ရာကြပါတယ်2021-22ကစားသမားရောက်ခါစားရာသီမှာဆိုရင်လေ twin goal တွေအတွက်ကတလန်နီးပြကြီးက grealish စီကအများကြီးမျောလင်းခဲ့တာပါအရေးပါတဲ့ twin goal လိုအပ်တဲ့ပွဲတွေမှာလည်းထဲ twin ကစားတာတွေလောက်ခဲ့ပေမဲ့ ကစားသမားကားကိုအဆုံးသက်ပိုင်းဖန်တီးမှုပိုင်းမှာဒါကုံမဲဆိုတဲ့အနေအထားကိုပြသခဲ့တာကြောင့်သာ release စီကနေသူအားသာဆုံးဖြစ်တဲ့ ball keeping ability ကိုပဲနောက်ရာသီတွေမှာနီးပြားကထုတ်ယူသုံးဆွဲသွားခဲ့တာပါသို့သော Everton အတွက်တော့အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်နေပါတယ်လက်ရှိဆက်တပွဲကစားပြီးချိန်မှာတကိုးသွင်း၄ကိုဖန်တီးပေးထားနိုင်တာပါ open play ကနေခွင့်ရေးဖန်တီးမှုပိုင်းမှာလည်း23ချိန်နဲ့ England Town Man တိုက်စစ်ကစားသမားကဦးဆောင်နေပါတယ် နောက်ထပ်တစ်ယောက်အနေနဲ့နံပါတ်9နေရာမှာတော့ Jordan Henderson ကိုရွေးချယ်ခြင်းမတဲ့ Brentford ရဲ့ Central Midfielder အဖြစ်လက်ရှိမှာကစားနေသူပါ Netherlands မှာကစားနေတဲ့35နှစ်အရွယ် Henderson ကို Brentford တို့ပြန်လည်ခေါ်ယူလိုက်တော့ဖြစ်ပါမလားလို့အားလုံးကစောင့်ကြည့်ခဲ့ကြပါတယ်သို့တော့ Liverpool အသင်းကောင်းဆောင် Hong ကတော့သူ့အနေနဲ့ Premier League မှာကစားနိုင်သေးကြောင်းတော့ခြေစွမ်းကောင်းနေတဲ့အတူသက်သေပြထားနိုင်တာပါ Christian Nogat တရားအာဆင်နယ်ကိုပြောင်းရွှေ့သွားမှုနဲ့အတူအသင်းရဲ့ဝေလဲခန်းထဲမှာပျောက်ဆုံးနေတဲ့ခေါင်းဆောင်မှု အသင်းရဲ့ကွင်းလေကစားသမားနေရာစားရတွေကိုဟန်ဒါဆန်ကသူ့ရဲ့အတွေ့အကြုံတွေနဲ့အသင်းကိုထောက်ပံ့ပေးလျက်ရှိပါတယ်။ကွင်းထဲမှာလည်းအထူးခြေစွမ်းပြထားပြီးအသင်းအတွက်နှစ်ကိုးဖန်တီးပေးထားသလို Progressive Pass 46ကြိမ်တိပြုလုပ်ထားပြီးဒီဘက်မှာလည်းအသင်းပေါ်တွေထက်တာလွန်နေပါတယ်။နောက်ထပ်တစ်ယောက်ရွေးချယ်ချင်တာက Brentford ရဲ့ right back ကစားသမား Crowdiva Michael Crowdy က2024-25ရာသီကတည်းက Fiorentina ကနေအငှားလာကစားနေတဲ့ညာအစွန်နောက်ခံလူဖြစ်ပါတယ်။ 2025ရာသီမှာတော့ပေါင်15တန်းနဲ့ Brandfo ကကစားသမောက်ကိုပြီးသက်ဝယ်ယူထားပြီးအီတလီသားကလည်းပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်တဲ့ခြေစွမ်းကိုပြသထားနိုင်ပါတယ်။ညာအစွန်ခန်စစ်ကစားသမားအနေနဲ့ခန်စစ်ပိုင်းလဲစိတ်ချရသလိုတိုက်စစ်အတွက်လည်းအတော်လေးထိရောက်တဲ့ပါဝင်မှုတွေပြုလုပ်ထားနိုင်သူပါ။လက်ပစ်ဘောတွေလည်းအားကောင်းသလိုအသင်းတိုက်စစ်အတွက်လည်းအခွင့်အရေး15ကြိမ်ဖန်တီးပေးထားပါတယ်။ဒီနှုန်းထားကြောင့်အသင်းမှာအခွင့်အရေးဖန်တီးမှုအများဆုံးကစားသမားဖြစ်လေရပ်တည်နေနိုင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့စပါးရဲ့တောင်မန်တိုက်စစ်ကစားသမားမိုဟာမက်ခူဒက်စ်ပါ။ ်နီးပြတ်သောမဖရန်ရဲ့စပါအသင်းကကွင်းထဲမှာခြေစွမ်းကတည်ငြိမ်မှုမရှိသေးပါဘူးသို့တော့ရလဒ်တီကတော့ကောင်းနေပါတယ်ဒီနေရာမှာခြေစုတင်ရမှာကနွေရာသီကအစ်စ်ရောက်ရှိလာတဲ့ညာတောင်ပံတိုက်စစ်ကစားသမားမိုဟာမက်ခူဒက်စ်ပါ United နဲ့တူးတူးစီအကြခဲ့တဲ့ပွဲမှာလည်းစပါအသင်းကခူဒက်စ်ကိုလိုအပ်နေတာသိသာပါတယ်အကယ်၍ဂါနာတောင်ပံတိုက်စစ်ကစားသမားသာပါခဲ့ရင်အသင်းက900ရောက်အလောက်ထိရုန်းကန်ခဲ့ရပွဲမရှိပါဘူးဒါကပဲစပါအနေနဲ့ခူဒက်စ်ပေါ်ဘလောက်ထိအားကိုးနေလဲဆိုတာကိုမြင်သာစေပါတယ် ပရီးမီးယားလိမှာအခွင့်အရေးဖန်တီးမှု14ကြိမ်ပြုလုပ်ထားနိုင်ပြီးဂိုးပောင်ဝင်ပတ်သက်မှုအနေနဲ့တော့တကိုးသွင်း၄ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ဒါအပြင်တဦးချင်းကြော်ဖြတ်ဖို့ကြိုးစားမှုအများဆုံးကစားသမားအဖြစ်82ကြိမ်နဲ့ရပ်တည်နေပြီး34ကြိမ်အောင်မြင်ထားပါတယ်။နံပါတ်၈နေရာမှာရွေးချယ်ခြင်းတဲ့ကစားသမားက Brian Ambumo ပါ။ Manchester United ရဲ့ attacking midfielder right winger အနေနဲ့ကစားပေးနေပါတယ်။ ဒီဘက်နှစ်တွေအတွင်းရှေ့ရာသီမှာအကောင်းဆုံးပုံစံပြနိုင်ပြီးနောက်တရာသီမှာ United သင်းစီရောက်ရှိလာကခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေအမြောက်များကိုပြိတ္တတွေမြင်တွေ့ခဲ့ရပါတယ်။ကင်မရွန်းတောင်ပံတိုက်စစ်ကစားသမားကတော့ခြေစွမ်းပြနေနိုင်တဲ့အနည်းငယ်သောကစားသမားတွေကတယောက်ဖြစ်စစ်တပွဲကစား၅ကိုသွင်းတကူးဖန်တီးပြီးသက်သေပြထားနိုင်သူပါ။နီးပြအန်မိုရင်ရဲ့နံပါတ်10ယောက်ထားတဲ့ကစားကွက်မှာ Hybrid Number 9ပုံစံနဲ့အထူးအံဝင်အောင်ကစားပြနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အော်တိုဘာလာအတွက် Premier League Player of the Month ကိုလည်းအန်ဘူမိုတယောက်စုခူးထားနိုင်ပါတယ်။ နောက်ထပ်ကစားသမားတယောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ Chelsea ရဲ့တိုက်စစ်ကစားသမား João Pedro ကိုရွေးချယ်ခြင်းပါတယ်။ဒီကစားသမားက FIFA Club World Cup ရဲ့ရှုံးထွက်အဆင့်ပွဲစဉ်၃ပွဲမှာ၃ဂိုးသွင်းပြီးသူ့ရဲ့အလားအလာကိုချပြနိုင်ခဲ့သူပါ။ရာသီကြိုခြေစွမ်းကောင်းတွေကိုလည်းလက်ရှိအချိန်ထိဆက်လက်သေးဆောင်လာနိုင်ပါတယ်။ Chelsea အတွက် Premier League မှာဂိုးပါဝင်ပတ်သက်မှု9ကြိမ်ပြုတ်လုပေးထားနိုင်ပြီး၄ဂိုးသွင်း၃ဂိုးဖန်တီးနဲ့ဂိုးပါဝင်ပတ်သက်ထားနိုင်မှုမှာအဆင့်၄နေရာမှာရပ်တည်နေနိုင်ပါတယ်။ဒါအပြင်နွေရာသီမှာပြောင်းရွှေ့လာတဲ့ကစားသမားတွေတဲတော့ တင်းကိုပါဝင်ပသက်မှုရာအကောင်းဆုံးကစားသမားကဂျာအိုဘရူဖြစ်နေသေးပါချက်စီအနေနဲ့ကိုပါမားကိုတန်ရာကြောင့်ဆုံးရှုံးထားအချိန်မှာဘရိုက်တန်ကနေပြောင်းရွှေ့လာတဲ့ပက်ဒရိုရဲ့နံပါတ်9နံပါတ်10နှစ်မျိုးလုံးကစားပေးနိုင်မှုကအသင်းကိုအများကြီးအကျိုးပြုနေပါတယ်ဒါ့အပြင် Force 9အနေနဲ့လည်းကစားနိုင်တာကြောင့် Estevo တို့လိုတောင်ပံကစားသမားတွေအတွက်လည်းနေရာလွတ်တွေဖန်တီးပေးနိုင်ကြွင်ရှိပါတယ်နောက်ထပ်တစ်ယောက်အနေနဲ့တော့ Newcastle ရဲ့ Central Defender Malik Jong ကိုရွေးချယ်ခြင်းပါတယ် နီးပြအက်ဒီဟောင်းတယောက်သူ့အသင်းရဲ့ဗဟုခံစစ်အတွဲမှာဘန်းနဲ့ရှားတို့ကိုရာသီအစမှာတောက်လျှောက်တွဲသုံးလာပြီးရလက်တွေလည်းဆိုးရွားခဲ့ပါတယ်။သူ့ရဲ့တုံးနေကြခံစစ်ကစားသမားတွေဒဏ်ရာရလာတော့မှသာမလစ်ကျောင်းကိုနေရာပေးခဲ့ပြီးကစားသမားကလည်းပွဲထွက်ခွင့်တနေရာနဲ့ထိုက်တန်ကြောင်ခြေစွမ်းကောင်းတွေနဲ့တက်တည်ပြလျက်ရှိပါတယ်။မလစ်ကျောင်းပါဝင်ကစားခွင့်ရတဲ့ပြိုင်ပွဲစုံ၉ပွဲမှာပေးကို၆၉ဒါနယူကာဆယ်ကိုခွင့်ပြုခဲ့ရတာပါ။အဲ့ဒီအချိန်ထိပရီးမီးယားလိမှာလည်းဒုတိယကလင်းရှိအများဆုံး၅ချိန်နဲ့ခံစစ်ကအားကောင်းနေပါတယ်။ နိုဝင်ဘာမှာတော့ West Ham Brentford ကို3-1ဆိုတဲ့ရလဒ်တွေနဲ့ရှုံးနိမ့်ခဲ့ပြီး Newcastle တို့ခြေစွမ်းပြန်လည်နိုင်စင်းလာပါတယ်။မာလီကျောင်းကတဦးချင်းအနေနဲ့ဆိုရင်တော့မာကျောတဲ့ခန်းစစ်ကစားဟန်ကို ပြသထားနိုင်ပြီးပြန်ပွဲဆုံးပါဝင်ခွင့်ရတဲ့12ပွဲမှာငှက်ကြားတို့9ပွဲအထိအနိုင်ရလကိုရှာဖွေနိုင်ခဲ့ပါတယ်။နံပါတ်7အနေနဲ့နောက်ထပ်ရွေးချယ်ချင်တာကတော့ဘုံမောက်ရဲ့ဘဲအစွန်ခန်းစစ်ကစားသမား True Fair ပါ။မီလိုကာကက်စ်ဒင်းဝိုင်ဆန်နဲ့အီလီယက်စ်ဘာညီတို့ကိုဥရောပအင်အားကြီးအသင်းတွေစီလက်လွတ်ခဲ့ရသည့်ဒိုင်နီးပြ အန်တိုနီအိုင်ရိုလာလက်အောက်မှာဘုံမောက်တို့အမြင့်ပြန်နေသေးပါဘုံမောက်တို့ရလကောင်းနေရှောက်ဖွေနိုင်နေတာမှာဂိုသမားပက်ထရိုဗစ်အပါအဝင်နောက်တန်းတစ်ခုလုံးကချီးကျူးမှုနဲ့အထူးထိုက်တန်နေပါတယ်ဒီအထဲမှာဘဲဆွန်ခန်စစ်ကစားသမားထရူဖဲကပွဲနှင်းငယ်ပဲကစားရသေးသည့်တိုင်ခါကက်စ်ခြံထားခဲ့တဲ့နေရာကိုဖြည့်ကစားနိုင်စွမ်းရှိကြောင်းတက်တည်ပြနေသူပါကင်းကနဲတွေရဆိုထခဲအောင်မြင်မှု23ချိန် recovery 54ချိန်နဲ့ခံစစ်ပိုင်းအားကောင်းနေတယ်လို့တိုက်စစ်အတွက်ဆိုရင်လည်း chance creation 8ချိန် cross 48ကြိမ်နဲ့ Liverpool ကိုပြောင်းရွှေ့သွားတဲ့ Carcass တက်ကိုတာလွန်နဲ့ဆွမ်းဆောင်ရည်ကိုဒီရသည်မှာပြသထားပါတယ်။နောက်ထပ်ကစားသမားတစ်ယောက်က Sunderland ရဲ့ကွင်းလယ်ကစားသမား Granit Xhaka ပါ။ဒီရသည် Sunderland ကိုအမြင့်ပြန်နေရခြင်းမှာနေရသည်ကပြောင်းရွှေ့လာတဲ့ကစားသမားတွေရဲ့တည်ငြိမ်တဲ့ခြေစွမ်းကအများကြီးအထောက်အပံ့ဖြစ်လျက်ရှိပါတယ်။ Nordi Mukili, Robin Roth, Brian Brobe တို့ကအသင်းရဲ့တောက်တိုင်ကစားသမားတွေဖြစ်လာသလို့ ပရိသတ်ရဲ့အာယုံကိုဖန်ဆာထားနိုင်တာကတော့ဆွစ်ဇာလန်ဝိုင်းကစားသမားကြီး Granit Xhaka ပါဇာကာကတော့ဝေလဲကန်တဲမှာတမကကွင်းထဲမှာပါအသင်းရဲ့ခေါင်းဆောင်တယောက်အနေနဲ့ခန်စတန်ကိုအကာအကွယ်ပေးနေတယ်လို့ပွဲရဲ့တန်ပိုကိုလည်းသူ့ရဲ့တိကျတဲ့ပေးပို့မှုတွေနဲ့ထိန်းချောင်းပေးနေပါတယ်ဂိမ်းကနေနေကလည်းဇာကာတယောက်ဘလောက်ထိအားကောင်းနေလဲဆိုတာကိုသက်သေခံနေတာပါ Recovery အကြိမ်90 Chance Creation 16ကြိမ် Pass Completion 905ကြိမ်နဲ့လက်ရှိရသေးတဲ့အကောင်းဆုံးကွင်းလည်းကစားသမားတွေထဲကတယောက်ဖြစ်ဇာကာတယောက်ယက်တီနေပါတယ် နောက်ဆုံးတဲ့နံပါတ်73အနေနဲ့ရွေးချယ်ကျင်တာကအာဆင်နယ်ရဲ့ကွင်းလယ်ကစားသမားမာတင်ဇူဘီမန်ဒီပါမီခေအာဒီတာရဲ့ကွင်းလယ်မှာဇူဘီမန်ဒီဘလောက်အားကောင်းနေလဲဆိုတာအာဆင်နယ်ဘွဲတွေကြည့်ရင်မြင်သားပါတယ်အင်္ဂလန်ပြည်မှာဒီစပိန်သားကလင်းလင်းမြန်မြန်ပဲအသားကျနေတာပါအောင်မြင်တဲ့ဘေးပိုးမှုပေါင်း629ချိန်ပြုတ်လောက်ထားပြီးသူ့အထက်မှာ Northern Forest က Elias Anderson နဲ့အသင်းပေါ် Julian Timber တို့ပဲရှိပါတော့တယ်ကစားသမားရဲ့ထူးခဲ့တဲ့အရေးအသွေးမြင့်ဘောလုံးပေးပို့မှုပွဲကိုဖက်ရှုနိုင်မှုတွေကြောင့်စပိန်အသင်းမှလည်းရိုဒရီရဲ့နေရာကို အဖြစ်အပျက်ဆက်ခံလာဖို့ရှိနေတာပါ2025 26ဘောလုံးရာသီမှာအာဆင်နယ်ရဲ့ခန်းစစ်ကနောက်တစ်ဆင့်ကိုရောက်ရှိသွားတာမှလည်းအဓိကအချက်ကဇူဘီမန်နီပဲလို့ဆိုကြပါတယ်ဒါကတော့လက်ရှိ2025 26ပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်ကစားသမား73ယောက်ကိုရွေးထုတ်ပြခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက် view တွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ